ဲ့တိမ်ချင်းတွေကို အပင်းနှင်းနေကြတဲ့ညီကိုမမများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျွန်မကဆရာကြီးတာရုရဲ့ဝုဒ္ဓရိုတဘုတ်ကိုဖတ်ပြသွားခြင်းပါတယ်။ဒီဝုဒ္ဓရိုရဲ့နာမည်ကတော့ဘဝင်နှိမ့်သူလို့အမည်ရပါတယ်ရှင်။နားဆင်ခံစားပေးပါဦးနော်။ က်ဘာမော်တွင်လမ်းသွားလမ်းလာများပြည့်ကျက်လျက်ရှိသည်လမ်းမကြီးပေါ်တွင်လည်းသုံးဘင်းကားလော်ရီကားဘတ်စ်ကားစလုံးကားအစရှိသောရင်အသွားလာထူတဲ့လျက်ရှိသည်စိုက်ကသမားဘကြော်သည်ခရီးသည်ထိုင်သော ရှိတိုင်းကုန်တွင် ထိုင်လျက်ခရီးသည်ကိုမျောရင်းဟိုဟိုတီတီကြည့်နေသည်ယနေ့မိုးလဲချိန်နေပြင်းလာသည်ဘကြော်ဤစိုက်ကရက်ထားသည့်ဘက်တွင်လေးရက်တိုက်ကြီးဤအရေးကြနေသည်ဖြင့်နေဘူးတက်တာတော်လဲ လမ်းမကြီး၏အခြားတစ်ဖက်ဖြစ်သော ပလဖမော်ရီမူအရေးမရှိပဲနေတချင်းချင်းပူနေသည်။ဘာကြော်သည် ထိုပလက်ဖောင်ပေါ်ကလမ်းတော်လက်လာများဘက်သို့မျက်နှာလှည့်လိုက်မိစဉ်သူ၏မျက်လုံးများသည် အချိုးကျကျလလပပဝတ်စားထားသောချစ်စပွဲမင်းမပြိုလေးတယောက်စီသို့တန်တန်မတ်မတ်ရောက်သွားသည်။မင်းမပြိုလေးသည်ဘာကြော်တို့ရှိရဘက်သို့လမ်းကြည့်နေသည်။သူ့အမူအရာမှာစိတ်ကငားကျင်သည့်အမူအရာနှင့်တူသည်။ ောစောကလေးကခရီးသည်မျိုးနေတော့ဗကြုံမှာမင်းမပြိုကလေးကစိုက်ကားဟုလမ်းခေါ်လေးသူများတဲ့ဦးအောင်ထွက်နိုင်ရင်အသင့်ပြင်းမင်းမပြိုကလေးကိုစိုက်ကြည့်နေစဉ်မင်းမပြိုကလေးဤမျက်လုံးများကလည်းဗကြော်စီတို့ရောက်လာကမျက်လုံးချင်းဆုံတွေ့ကြသည်နင်းဤဗကြော်ဤရင်ထဲတွင်ဒိန်ကနေညီသွားသည်ဗကြော်သည်နင်းဤဘလောက်ပင်အသွေးမွေးပြောင်းလဲနေတော်လဲသူမျက်နာကလေးကိုကောင်းကောင်းမမြင်သည် ဘာကျော်နှင့်နင်းအေးတို့သည်ရွာမှာမွေး၍ရွာမှာကြီးခဲ့သူများဖြစ်သည်။ကလေးရွယ်ကလေးကရွာထဲမှာအတူစကားပဲများဖြစ်ကြသည့်အပြင်ဘာကျော်နှင့်နင်းအေးတို့သည်တယောက်ကိုတယောက်အလွန်ချစ်ခင်ကျင်နာကြသည်။ဘာကျော်မှာ အစားတစ်ခုရှိရင်နင်းအေးကိုမတွေ့တွေ့အောင်တရွာလုံးလိုက်ရှာ၍တဝက်ခွဲပေးပြီးနှစ်ယောက်အတူပျော်ရွှင်စွာစားသည် နင်းအိမ်မှာမုန်းရှိလျင်လည်းတယောက်ထဲမစားပဲတင်ထားပြီးရင်ဘာကျော်လာတော့အခါကျမှမိမိကနင်းနေတာစားပြီးဘာကျော်ကိုများများကြွေသည်ဘာကျော်နဲ့အခြားကစားဘော်ကလေးတယောက်ရန်ဖြစ်ကြ၍ကလေးတို့တဘာဝအတိုင်းသူ့ကိုခေါ်မလားငါ့ကိုခေါ်မလားဟုနင်းအိအားမေးကြလျင်နင်းအိသည်ဘာကျော်ကိုခေါ်မိဘာကျော်နဲ့ရန်ဖြစ်သူကိုမခေါ်ဟုအမြဲပြောလိမ့်ရှိသည်ထိုနည်းတူပင်နင်းအိဘသူနှင့်ရန်ဖြစ်ရန်ဖြစ်နင်းအိဘက်တွင်ဘာကျော်အမြဲရှိသည်နင်းအိကိုမခေါ်ဘဲ နင်းအင်းနဲ့ရန်ဖြစ်သူကိုခေါ်သည်ဟု၍ဘယ်အခါမှမရှိသူတို့နှစ်ယောက်ဤအပြန်အလှန်တွေ့တာကျင်နာမှုသည်သူတို့ငငယ်လေးကလေးကကြီးမားခဲ့သည်ဘာကျော်စနစ်သားအရွယ်ရောက်တော့အခါဘာကျော်ဤမိဘများကသူ့ကိုရွာကကိုးကွယ်သည့်ဘုန်းကြီးကျောင်းသို့အနှံလိုက်ကြသည်ဘာကျော်သည်ဘုန်းကြီးကျောင်းနှင့်ဝေယဝဆကိုလည်းဆောင်ရွက်ရသည်စာကိုလည်းတင်ရသည်ထိုချိန်တွင်နင်းအင်းမှာကိုနှစ်အရွယ်ခန့်ရှိပြီဖြစ်သည်ဘာကျော်သည်ရွာထဲသို့ဘုန်းကြီးနှင့်ဆုံးခံလိုက်ရင်းနှင့် နေ့အနေတွေ့ခွင့်ရသည်ဇွန်ခံလိုက်ရင်မဟုတ်သည့်တိုင်အောင်လဲကျောင်းတွင်အားလျင်အားလိုရွာထဲသို့ရောက်လာတတ်ပြီးလေနေ့အနေတွေ့၍ပျော်ရွှင်စွာစကားပြောသည်တခါတလေဘကြော်သည်ရွှင်ကို တပင်တပန်းခူး၍နွားရုပ်ကြွေးရုပ်ကလေးများပြုလုပ်ကခြောက်အောင် နေလန်းပြီးလေနေ့အင်းကစားဖို့ယူလာတတ်သည် ကျောင်းဝင်းထဲတွင်တရက်ပင်မယမ်းပင်များရှိရာတရက်တီမယမ်းသည်ပေါ်ချိန်ဆိုလျင်ဘကျော်ဤကျေးဇူးကြောင့်နင်းအီတို့အိမ်တွင်တအိမ်သားလုံးဘိုက်ရိုက်စား၍မကုန်အောင်တရက်တီမယမ်းသည်ပေါ်များသည်နင်းအီသည်၁၅နှစ်ရွယ်ခန့်ရှိလာသောအခါမင်းသူတကာငြိကြရလောက်အောင်ထူးခြားသည့်အလှကျွေသူအပြူပြန်းကလေးဖြစ်လာသည် သူ့ပါမှာပကွက်ကလေးနှင့်သူ့ကောင်မှာဘကျော်ကောက်လာသည့်ခရီးပန်းတဝေဝေနှင့်ဘကျော်ငါလိုက်ရလိုက်ရင်ကြည့်ပါဦး ဟူဘကြော်ကိုပြုံးပြလျက်မေးရသည်မှာအမော်ထိုကမျိုးတွင်ဘကြော်ကမလပါဘူးနင်တိတ်ယုတ်ဆိုတာပဲဟူမခန့်ချင်းအောင်စလင်အေးပါမှတ်ထားပါအဲ့လိုဆိုနင်နဲ့မခေါ်တော့ဘူးသိလားဟူဆိုကနင်အေးဒီပါကလေးနှစ်ဖက်ကိုဖောင်းထားတတ်သည်နင်မခေါ်ရင်ငါပြန်တော့မယ်ဟူဘကြော်ကဆိုမှအလကားပြောတဲ့ဥစ္စာကိုဘာလဲမနေ့ပြန်ခရီးပန်းကောက်ခဲ့ဦးနော် ဟုပြုံးဆဆနဲ့ပြန်ပြောရသည်။ဘာကြောင့်နင်နေရို့ဤအပြန်လဲတွေ့တာကျင်နာမှုသည်နှင့်မြနှင့်အတူကြီးထွားလာသည်။ဘာကြောင့်အဖိုးနိုင်မိမိသည်နင်အေးကိုပူရီးပူရီးချစ်လာသည်ဟုသိသည်။နင်အေးအဖိုးရ၌လည်းမိမိသည်ဘာကြောင့်ကိုတိုး၍တိုး၍ချစ်လာသည်ဟုသိသည်။သို့သောသူတို့သည်သူတို့ဤအချစ်ကိုအသက်အစံတစ်ခုကဲ့သို့သော၎င်းအချင်းကုန်ခံပြီးတွေးစရာကိစ္စတစ်ခုကဲ့သို့သော၎င်းမမတ်သားမိကြပေ။တယောက်ကိုတယောက်ချစ်ခဲ့ကြသည်။ ယခုလည်းချစ်ကြသည် နောင်ခါရင်လည်းချစ်နေကြမည်ပင် ဖြစ်သည်ဟု၍သာယိုယိုတည်ကြသည်တမီးစားနှစ်ယောက်ကဲ့သို့ဖွဲ့ကနှဲ့ကမေတ္တာစကားဆူခြင်းကိုတစ်ချိန်တစ်ခါမျှမပြုမိကြပင်ဤချိန်တွင်နှီးအိမ်မိပါများသည်နှီးအိမ်ကိုမျိုးတို့ပူရန် စီစဉ်ကြသည်သူတို့ဤတမီးကျော်ကလေးတောမှာအရွယ်ရောက်ပြီးတောသားနှင့်အိမ်အောင်ကြကတောသူဘဝကိုထူထောင်လျက်တော်သားတော်သူကလေးများပင်မွေးဖွားလာအောင်မိအရေးကို တွေးမိသည့်အခါတိုင်းသူတို့စိတ်မအေးကြပင် မြို့မှာဆိုရင်လူကြီးလူမကြီးအထင်းချောင်းကလည်းကောင်းမွန်ပြီဆိုပါကနေအေးကဲ့သို့မင်းမကျော်ကလေးတယောက်ဒီအလုတ်ကိုင်းကောင်းကောင်းနဲ့မြို့သားတယောက်ကိုတော့အေးအေးကလေးရနိုင်သည်ဟုသူတို့တွက်ဆကြသည်မြို့ကလူများအသက်မွေးကြရသည်မှာအလွန်တရာတက်တက်တတရှိလာသည် တောလူတောသားတွေပြင်းပြင်းမမှန်အသက်မွေးကြရပုံမျိုးနဲ့တော့ကြွားချလာသည်သူတို့သည်သူတို့ဤတမိကျော်ကလေးအားတက်တက်တတအသက်မွေးရသည့်မြို့မှာအခြေကျစီခြင်းကြသည် ချောင်းချောင်းလဲလဲရှိတော့ဆွေမျိုးသားချင်းများလည်းမြို့မှာရှိကြသည်သူတို့ကလည်းနင်းအေးကိုမြို့မှာလာနေဖို့ခေါ်နေကြသည်နှင့်ကြုံကြိုက်နေရမှနင်းအေးမိဘများသည်သူတို့ဤတမိကျော်ကလေးကိုမြို့သို့ပို့ထားလိုက်ကြ၏တောသူမင်းမကျော်ကလေးနင်းအေးသည်ရန်ကုန်မြို့သို့ရောက်တော့အခါမြို့သူမင်းမကျော်ကလေးပင်ဖြစ်လာသည်နင်းအေးကလည်းလာခြင်းပခြင်းသည်စိတ်တဲ့အခန့်ကလေးရှိသည့်အတိုင်းမြို့သူလိုအလားပြင်မှုကိုအထိုက်အယောက်ပြုလုပ်သည် ို့သောသူသည်တောမကဲ့သို့ရုပ်ရည်လပခြင်းဖြင့်ထင်ပေါ်မှုကိုမရရှိနိုင်တော့ပေ။အရက်ထဲတွင်နင်းအေးလိုက်၍မမီနိုင်သည့်ခစ်ဆန်သူအလပကေဒုနှစ်ဒီကိုတွေ့နေရသည်။နင်းအေး၏အမြင်သည်ကျေဝန်းလာသည်။မြို့သူတွေလိုပညာဗဟုသုတနှင့်ပြည့်စုံမှဖြစ်မည်ဟုနားလည်လာသည်။ထို့ကြောင့်သူ၏အတော်ကသူကိုအလွတ်ပညာသင်ကျောင်းသို့ပို့၍စာသင်စေသောအခါဝန္တာအာရအကြောင်းတက်သည်။စာကိုလိုလိုချင်းချင်းသင်ယူသည်။ ။ကျောင်းနေရင်ယောက်ျားလေးအပေါင်းဖော်များနဲ့ဆက်ဆံရတော့အခါနေအီဒီဘကြော်ကိုအလွန်တရိရသည်။ငငယ်တုန်းကဘကြော်နဲ့အတူကစား၍ပျော်ရွှင်သလိုယခုလည်းဘကြော်နဲ့အတူကျောင်းတက်ရရင်တိတ်ပျော်မှာပဲဟုအောက်မေ့သည်။နေအီဒီယခုကဲ့သို့ဘကြော်နဲ့ဝေးဝေးလည်လည်နေထိုင်ရသည့်အခါကျမှမိမိဘကြော်ကိုချစ်သည့်အချစ်တွင် အတူတကွနေထိုင်လိုခြင်း၊ကျင်နာယူရမှုကိုပေးလိုခြင်း၊ခံယူလိုခြင်း၊ဘဝဒုက္ခကိုစံစရာရှိရင်လည်းနေရအတူဆံလိုခြင်း ဘဝဒုက္ခကိုခံစရာရှိရင်လေနေရအတူခံလို့ခြင်းအစာကြီးသောစေတသိက်များပါဝင်နေကြောင်းသိတတ်လာသည်ဘဝအပေါ်ရွေးရန်အချိန်ရောက်လျင်ဘာကျော်ကိုမိထားရက်ပြီးအခြားသူတယောက်ကိုမရွေးနိုင်ကြောင်းမိမိ၏သဘောကိုမိမိနားလည်လာသည်နေအေး၏မိခင်ရန်ကုန်မြို့သို့အလဲရောက်သောအခါတွင်မူနေအေးကမိမိသည်ဘာကျော်ရွာထဲကိုလာသေးသလားအမေသူနေကောင်းရဲ့လားနေကောင်းပါရဲ့တော့ ရွာထဲကိုလည်းလာသားကပဲ။ညီကဘာကျော်တရင်ကိုမိတာဘလို့သဘောများလဲ။ညီ့ကိုမြို့သားတွေကတော်မဲ့သူတယောက်ယောက်နဲ့အိမ်အောင်ချဖို့ညီတော်နဲ့ကတိုင်ပင်နေကြတယ်။မိခင်လို့သူကရှင်းရှင်းပွင်ပွင်ပြောချလိုက်ရာနေအေးထိလန့်သွားမိသည်။မြို့သားတွေကတော်မဲ့လူတယောက်ယောက်ဘသူများလဲ။မြို့သားတွေမှာငါချစ်တဲ့သူလည်းတယောက်အောင်များမရှိဘူး။ငါချစ်တာတယောက်သေးပဲရှိတယ်။သူဟာဘာကျော်ပဲ။ ကျမကိုအစိုးကြီးလဲအိမ်တော်ချမပေးပါနဲ့ကိုအမီရဲ့ကျမငငယ်ကလေးရှိသေးတဲ့ဟာပဲအတော်ကလည်းကျမကိုလက်နှိုက်ဆက်လက်ရည်တို့ကြောင့်ပို့ပေးအောင်မယ်လို့ပြောထားပါတယ်ចောင်းဆက်နေပြရစီအောင်နော်အမေနေအေးကိုចောင်းထားပေးနေသည့်အတော်ကသူ့ကိုလက်နှိုက်ဆက်လက်ရည်တို့ကြောင့်သူဆက်၍ပို့မည်ဟုပြောထားမှုသည့်စကားရှိသည်နေအေးကထိုစကားကိုအကာအကွယ်ယူ၍မိခင်ကိုလက်ပတ်လိုက်ရာယူသားသောမိခင်သည်နေအေးကိုယုံကြည်စိတ်ချသွားသည် နေအင်းရွာမှာထွက်ခွာသည့်အချိန်မှစ၍ဘာကျော်အဖို့ရွာသည်၎င်း၊ကျောင်းသည်၎င်း၊ကံသည်၎င်း၊ချောင်းသည်၎င်း၊လယ်ခွင်းများသည်၎င်းညီးဝဲပွဲအတိဖြစ်၍နေသည်။ဘာကျော်သည်တခါတည်းရန်ကံမောင်ရိုးပေါ်တွင်ထား၍တွေ့သည်။တခါတည်းရန်လက်ကတဲ့ရိုးပေါ်တွင်ရက်၍နေသည်။တခါတည်းရန်ကျောင်းဝင်း내ရှိညောင်မင်းကြီးကိုမြင်၍ဆွေသည်။ဘာကျော်သည်သူ့စိတ်ကိုသူတီလာသည်။နေအင်းရွာမှာရှိစဉ်တုန်းကတော့ဘာကူးမျှမတွေ့မိ နေအင်းရွာမှာမရှိ၍လောကကြီးတစ်ခုလုံး၆တွေ့နေသည့်အခါကျမှမိမိသည် လူပြိုနေအင်းသည်အပြိုမိမိ၏ချစ်ခင်မှုသည်တော်ယုံတန်ယုံမဟုတ်လူကြီးတွေပြောကြသည်1500ကိလေသာဖုံးလွှမ်းသောမြစ်တာမျိုးဖြစ်သည်ဟုစဉ်းစားမိသည်တို့ရတွင်မိမိနှင့်နေအင်းတို့ပြန်၍တွေ့ကြဖို့ကတော့ခရီးဝေခဲ့ပါပြီဟိုတုန်းကနေအင်းမှာတောသူ မိမိမှာတောသားဘဝချင်းတူကြသည်ဆန္ဒချင်းတူကြသည်ဂုံဒရမရှိတာချင်းတူကြသည် တော်သားနဲ့တော်သူပေါင်းကြဖို့ချစ်ကြဖို့လွယ်ပါသည်ယခုအခါမှာမူနေအင်းနဲ့မိမိမှာအနေလဲဝေးခဲ့ပြီမိမိမှာတော်သားဘဝ၌ပင်ရှိနေတော်လဲနေအင်းမှာမြို့တွင်ဥစ္စာပြည့်စုံသောဆွေမျိုးများဤအရေးအေးကိုခိုးလုံရဲ့အင်ကောင်းကောင်းမှနေအစားကောင်းကောင်းကိုစားပြီးအဝတ်လက်လက်ကိုဝတ်နေရသည့်မြို့သူကြီးဖြစ်နေပြီဖြစ်၍ဘဝချင်းခြားနာနေပြီ။ နေအိမ်မှာအလွတ်ပညာသင်ကျောင်းတက်လျက်အင်္ဂလိပ်စာကိုပင်ဖတ်တတ်နေပြီဟုကြားရသည့်အတိုင်းဆိုရင်ပညာချင်းချားနေပြီဖြစ်၍ဂုံရွက်ချင်းလည်းချားနာနေပြီဇာနာချင်းလည်းချားနာနေပြီတော့မီနေအိမ်ဒီယခုအခါမိမိကိုတွေ့ရင်တောရုပ်တော်ဟန်အတိုင်းပြုတ်ရင်ကြမ်းတမ်းနေတော့မိမိကိုဘလောက်များအကြည့်ရခက်လိမ့်မည်နီတောစုံနန်းနေတော့မိမိနဲ့စကားပြောရသည်မှာဘလောက်များအသက်ရှူခက်လိမ့်မည်နီ ဤသို့အာရော့ညူးငယ်စေဖြင့်မိမိဤဘဝကိုကြည်၍အညံ့ကြီးမြင်နေသူဘာကြော်မှာနေကိုသူ့မေကတော့ပြန်မခေါ်တော့ဘူးတဲ့မြို့မှာပဲတတိတယောက်နဲ့အိမ်အောင်ချလိုက်တော့မလို့တဲ့ဟူတငယ်ချင်းတယောက်ကသတင်းပို့လာသည်ကိုကြားရတော့အခါအာငယ်စိတ်တွင်ရှက်စိတ်ဝင်လာသည် ရွာမှာနေခြင်းစိတ်ကုန်ခန်းလာသည်ရွာမှာအချို့ကာလသားများသည်လည်းမြို့တက်၍အလုတ်ကိုင်းရှာဖွေ လုတ်ကိုင်းနေကြသည် အိမ်ဆောက်လက်သမားလို့သူလောက်ကြသည်စိုက်ကအငါနင်းကြသည် နေစာအလုတ်ကျန်သမားလို့သူလောက်ကြသည်ကျုံရအလုတ်ကိုရှာဖွေလုပ်ကင်ကြသည်ဘာကြော်သည်ဆရာဘုန်းကြီးကိုတော်၎င်းမိဘများကို၎င်းမယမက ခွင့်ပန်၍အိတ်ထဲတွင်စု၍စောင်း၍ရတတ်သမျှဇရိတ်ကြီးငွေကလေးကိုထဲကရွာမှစိတ်လေးလေးနှင့်ထွက်ခဲ့သည်နေအေးဘာကြော်သည်အပြင်းမထွက်တော့ရင်ထဲကခေါ်တန်းကိုပြုတ်မိပြန်သည် ရင်းနှင်းတွင်ဘဲအင်းကအစိတ်ပိုင်းတွင်ခုန်နေတယ်လည်းမသိအပြင်းထန်ခုန်နေသည်ဘာကြော်သည်သူကိုယ်သူငုံကြည့်လိုက်သည်အင်းကြီးလက်တို့မှာညစ်ထက်ထက်ကြည်သည့်အပြည့်စုံမရှိ၍ရင်းဘက်ကြီးဟာနေသည်ပစိုးမှာခြေချမ်းဆေးရောင်ပြက်ချင်နေပြီဘာကြော်သည်နင်းအေးကိုပြန်ကြည့်လိုက်သည်ဒီမင်းကလေးကိုတောသူဖြစ်ခဲ့သည်ဟုပြောလျင်ဘဲသူယုံမိနီမျက်နာကလေးကလည်းဖူးဖူးနှုနှုနှာခမ်းကလေးကလည်းနီနီရဲရဲကိုလုံးကိုပေါက်ကလေးကလည်းပြ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  ဝတ်ထားသည့်အဝတ်များမှလည်းဆူဆူလွင်လွင်ခြေလန်းဟန်လက်လွယ်ဟန်အမှုရာကလည်းကြော့ကြော့ရှင်းရှင်း။ဩရှက်စိတ်သည်ဘာကြော်ဤတကူလုံးကိုလွမ်းမိုးသွားသည်နီးအေးကိုပြေး၍နှုတ်ဆက်ဖို့နင်းနေသသာနီးအေးကလာ၍နှုတ်ဆက်မိကိုပင်စိုးရင်သောစိတ်သည်ဘာကြော်ဤရင်ထဲတွင်တဖိမ့်ဖိမ့်ပြန့်နှံ့သွားသည်ဘာကြော်သည်နင်းသူထိုင်သောထိုင်ကုန်ပေါ်သို့ကြပြားကြရပြောင်း၍ထိုင်လိုက်ပြီးလျှင်နီးအေးမမြင်နိုင်အောင်ရှောင်ပုံးရင်ချီနေဝင်းကိုဖိ၍နင်းလိုက်သည် ပက်လက်ဖောင်းပေါ်၌လမ်းသွားလမ်းလာများ ပြည့်ကျက်လျက်ပင်ရှိသည်လမ်းမကြီးပေါ်တွင်ရင်သွားလာထူးတက်လျက်ပင်ရှိသည်ဘာကျော်နေဤသည်တောထူတယောက်ကဲ့သို့ကျဲလောင်စွာဟိအော်ခေါ်လိုက်သည်ဘာကျော်လက်ကြည့်သည်ကိုတွေးလိုက်သည်သို့သောလမ်းသွားလမ်းလာများနှင့်ကွေ၍မျက်ချွေပြတ်သွားခြင်းဘာကျော်ဘယ်ရောက်သွားမယ်မသိတော့ချင်းဘာကျော်နေဤသည်လမ်းမကြီးလေကောင်းနှင့်တန်ကုန်ဟစ်အော်ရင်း လမ်းကိုအပြေးဖြတ်ကူသည်ဘာကျော်တတရအချင်းခေါ်တန်းနှင့်အတူနေအေးသည် အရှင်နှင့်မောင်းလာသောဘက်စကားဒစည်းနှင့်တိုက်မိပြီးလျင်တွေးအိုင်ထဲတွင်လဲကျသွားလေ၏နေအေးအနီးသို့လမ်းသွားလမ်းလာများဆူယုံလာကြသည်ဝိုင်းလာကြသည်အထိတ်တလန့်ရောင်ရဲ၍အော်သူကအော်ကြသည်နေအေးကိုကားတိုက်မိကြောင်းသိလိုက်သောဘာကျော်သည် လူကြားထဲသို့တိုးဝေဝင်လာသည်နေအေးသည်ဒံယာအပြင်းထန်ရသွားတော့လေတတိလက်မသွားပြီ ဘာကျော်ကအတင်းဝင်လာပြီးသူ့ကိုပွေ့ထူကနေနေဒီမှာဘာကျော်လေဘာကျော်ရောက်ပြီလေဟူသူယူသွေးတန်ပြောနေတော့အခါနင်းအိအီမျက်လုံးများပွင့်လာသည်ဘာကျော်နင့်ကိုမျက်ခြေပြတ်သွားလို့ငါပြေးလိုက်တာမောပန်းနှွမ်းလျတော့လေတန်ကလေးဖြင့်နင်းအိကပြန်ပြောတော့အခါဘာကျော်ရင်နာရသည်မိမိသာရှောင်ရွင့်မပြေးလျင်နင်းအိဘေးရန်ရဲ့ကိုမိကလမ်းကိုဖြတ်ကူမိမဟုတ် လမ်းကိုမဖြတ်ကူးလျင်ကားနှင့်တိုးမိမိမဟုတ် နေအေးကားတိုက်ခင်ရသည်မှာမိမိ၏အပြစ်လုံးလုံးဖြစ်သည်။ဘာကြော်သည်ဘာလို့ရမည်ဘာပြောရမည်ကိုပင်မသိတတ်တော့ပဲဒရေများခန့်ချောက်၍မျက်လုံးများပူနွေးဆူထိုင်းလာသည်။ဝိုင်းအုံရောက်လာကြသူများကသူတို့စကားပြောကြပုံကိုထောက်၍သူတို့အားအဆက်ဆံရှိသူချင်းဖြစ်မည်ဟုယူဆလိုက်ကြသည်။နေအေးမှာစကားရှိရှိပြောနိုင်လျင်နေပူကျဲကျဲကိုတော့၎င်းဝိုင်းရင်သာတော့လူများကိုတော့၎င်းအမှုမထားပဲ။ နင်ဘာလို့ရှောင်ပြေးရတယ်လဲဘာကြော့ရဲ့နင်ကောင်မချစ်တော့ဘူးလားငါကတော့အရင်တုန်းကအတိုင်းပဲချစ်တယ်အမေတို့ကငါကိုအိမ်တော်ချဖို့စီစဉ်တာကိုငါအမျိုးမျိုးလက်ပတ်ပြီးငင်းခဲ့တယ်ဒီကြားထဲမှာပညာကြိုးစားပြီးသင်ခဲ့တယ်လက်မရတော့အလုပ်ဝင်ခဲ့တယ်ငါအခုလက်ရည်တို့ဈေးမှဖြစ်နေပြီဒါပေမဲ့တောသူဟာတောသူပါပဲတော်စီရရိုးရိုးစင်းစင်းကိုပဲခင်းတွေ့တာပဲနင့်တရင်လဲကြားပါတယ် ရန်ကုန်မှာရောက်နေတယ်။စိုက်ကနင်းနေတယ်ဆိုတာ။တနေ့တော့နင်းနဲ့တွေ့မှာပဲ။တွေ့တော့မှဒုနရအတူနေကြရအောင်။ငါကအလုပ်လုပ်ပြီးနင့်ကို တလဲပညာသင်ခိုင်းရအောင်ကြံထားတယ်။ပထမမှာအမေတို့ကိုကလန်ကဆန်လှုပ်ရပေးမယ်။နင်းလည်းပညာတက်လာပြီးအလုပ်ကံရလာတဲ့အခါအမေတို့မကြည်နက်လာပဲမနေပါဘူး။စသည်ဖြင့်ထုတ်ပြောမိဖြစ်သည်သို့တော့ဒံယာကြောင့်စကားရှိရှိမပြောနိုင်သဖြင့ ပြောကျင်သည့်စကားလုံးမှအသိအသံကိုစသည်ဖြင့်ထုတ်ပြောမိဖြစ်သည်။သို့သောဒဏ်ရာကြောင့်စကားရှိရှိမပြောနိုင်သဖြင့်ပြောကျင်သည့်စကားလုံးမှအသိအသံကိုရင်ထဲမှသာတင်ထားရပြီးတောမှနင်းနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေခဲ့တာတွေငါမိတ်နိုင်ပါမလားဗကြော်ရဲ့။ဟူသောစကားများကိုသာအာယူ၍ပြောနိုင်သည်။မိမိမျိုးတွေတို့ဈေးဝယ်ရန်ထွက်လာခြင်းဖြစ်ကြောင်းဗကြော်ကိုယခုကဲ့သို့မမျှော်လင့်ဘဲတွေ့ရခြင်းဖြစ်ကြောင်းလို့ကိုမပြောပြနိုင်ပေ။ခဏကြာတွင် လူနာတင်ကားရောက်လာ၍နင်းအေးကိုကပ်ပေါ်တင်ပြီးကားထဲထည့်လိုက်တော့အခါဘာကျော်သည်သူ၏ဆက်ကရှိရာသို့ပြေးသွားပြီလျှင်နင်းတို့ထိုင်တော်ထိုင်ကုန်ပေါ်သို့ခုန်တက်လိုက်သည်။ငါလဲနင်းနဲ့အတူပျော်ပျော်ရွှင်ရွှင်နေခဲ့တာတွေမမေ့ပါဘူးနင်းအေးရဲ့နင်းနဲ့ငါနဲ့ဘဝချင်းမတူတော့လို့နင်းကိုမခေါ်ရဲလို့ပါရှက်မိလို့ပါနင်းစိတ်မပြောင်းမသိရင်ငါရှောင်မပေးပါဘူးအခုငါ့ကိုမျက်ချီပြတ်မှဆိုလို့ပြေးပြီးဖြတ်ကူမိလို့နင်းကားတိုက်ခံရတာငါပြစ်ပါငါကြောင့်ပါ လူနာတင်ကားထွက်ခွာသွား၏။ဘာကျော်သည်လူနာတင်ကားနောက်သို့စိုက်ကားကိုနင်း၍လိုက်၏။နင်းအီဒံယာမပြင်းထန်ပါစေနှင့်ဟုဆုတောင်း၏။စေယုံတို့ရောက်လျင်စီးထက်ပြီး၍တတတတရှိနေနေသောနင်းအီကိုတွေ့ပြရစေဟုဆုတောင်း၏။လူနာတင်ကားသည်ဘာကျော်၏စိုက်ကားနှင့်တဖြည်းဖြည်းဝေး၍ဝေး၍သွားသည်။ဘာကျော်မှမူစေယုံတို့ရောက်လျင်ဒံယာတတနေနေသောနင်းအီမျက်နှာကလေးကို အားရပါးရကြည့်ရမည်ဟုသောမျော်လင့်ယုံကြည်ချက်ဖြင့် အန်ကို ခဲ၍ဇွဲကိုတင်ကစိုက်ကားကို ခြေကုံနင်းလျက်ရှိနေသည်။နားဆင်နေကြသူများရှင်အခုပြပြလိုက်တာကတော့ဆရာကြီးတာရုရဲ့ဘဝင်နှိမ့်သူဆိုတဲ့ဝတ္ထုတို့ဖြစ်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။